တင်ဆက်ပေးမယ့်သတင်းကတော့အမေရိကန်တနိုင်ငံလုံးအတွက်လက်စစ်တရားဆာယာအရေးပေါ်အခြေအနေကြီးညာလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကနေဒါဘက်ကတုံ့ပြန်မှုတွေကြောင့်တနိုင်ငံလုံးကိုလျှက်စစ်တရားဆိုင်ရာအရေးပေါ်အခြေအနေညင်ညာခဲ့လို့သိရပါဗျ။ ကနေဒါနိုင်ငံကအမေရိကန်နိုင်ငံနဲ့ကိုတည်တွင်တဲ့ကုန်စည်တရှိုးကိုအခု25ရာခိုင်နှုန်းဒီတိုမီကခံမှုအတွက်အမေရိကန်ဆိုရကအတည်ပြုလိုက်ပြီးရနောက်မှာကနေဒါဆိုရကတုတ်ပြန်တဲ့အနေနဲ့အမေရိကန်နဲ့ထိစပ်နေတဲ့အွန်တာရီယိုပြည်နယ်ကနေအမေရိကန်နိုင်ငံနဲ့ကိုဖြတ်ဝင်ပြီးနေတဲ့လျှက်စစ်တပ်ဟာပြပမှုတွေအတွက်အခု25ရာခိုင်နှုန်းတိုမီကခံမှုအတွက်ဆုံးဖြတ်ပြီးတော့တုတ်ပြန်လိုက်တာဖြစ်ပါတယ် ကနေဒါဘက်ကတုံ့ပြန်မှုကြောင့်အွန်နာရီယိုပြည်နယ်ကနေအမေရိကန်နိုင်ငံတွေကိုတည်သွင်းနေရလက်စစ်တရားတွေအတွက်ကုန်ကြမ်းစစ်တွေပုံမမြင့်တက်လာမှာဖြစ်ပြီးဒါဟုတ်တုံ့ပြန်မှုအတွက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကနေဒါကတည်သွင်းနေတဲ့ကုန်စည်တွေကိုအခု25ရာခိုင်နှုန်းတိုမီကောက်ခံမှုအတွက်အတည်ပြုထားတာကို90ရာခိုင်နှုန်းဒီတိုမီကောက်ခံမှုလည်းဆုံးဖြတ်လိုက်တယ်လို့သိရပါတယ်ဒေါ်နယ်ထရန့်ဟာကနေဒါနဲ့ဖြစ်ပွားနေတဲ့အပြန်အလှန်တုတ်ပြန်မှုတွေကြောင့်အမေရိကန်နိုင်ငံထဲမှာလျှက်စစ်တရားနဲ့ပတ်သက်ပြီးတော့မျှော်လင့်မထားတာတွေဖြစ်လာနိုင်တာကြောင့် အရေးပေါ်အခြေကျညာဖို့အတွက်ဆောင်ရွက်ခဲ့ရဖြစ်တယ်လို့သိရပါတယ်ဒီသတင်းတော်ရင်ကြံ့ဝါပေးပို့လာပါ thank you